ငှက်တွေးဆိုတာဟာတင်းငိန်ခံ냐လာတယ်လို့လှပကြော်ရှင်းတဲ့တတဝါတွေလည်းဖြစ်ကြပြီးများသောအားဖြင့်ကောင်းငင်မှာပြန်တန်းသွားလာရင်ငိန်ချမ်းစွာနေထိုင်တတ်ကြတဲ့တတဝါတွေပါဒါပေမဲ့ငှက်တိုင်းကတော့ဒီလိုမဟုတ်ပါဘူးဥပမာအားဖြင့်လင်းရုံငှက်လိုမျိုးတချို့သောငှက်တွေဟာအမွေအတောင်တွေနဲ့မွန်စတာတွေလို့ဆိုနိုင်ပြီးသူတို့ရဲ့တားရဲစိတ်ဓာတ်ကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှတော့တင်းတို့ကိုအဝေးကနေရှောင်းကျင်းတင်းနဲ့အန်ရဲ့အများဆုံးငှက်တချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါကဲအစင်းနဲ့ဖြစ်ပြီးဆိုရင်တော့စလိုက်ရအောင်ပါ ဥရောပဇင်ယောငှက်ဥရောပဇင်ယောငှက်တွေဟာအရွယ်စားကြီးမားတဲ့ပင်လယ်ငှက်ကြီးတွေဖြစ်ကြပြီးသူတို့ရဲ့ဒီအရွယ်စားကြောင့်လည်းလူအများရဲ့စိတ်ဝင်စားမှုခံရတယ်လို့အလျားအဖြစ်26လမှအထိရှိတပါတယ်အနောက်ဥရောပမျိုးရင်းဖြစ်တဲ့ဒီငှက်တွေဟာဥရောပမြောက်ဘက်ခြမ်းကိုဖြတ်တန်းရင် Baltic ပင်လယ်တွေအထိခြေဆက်လာကြတာဖြစ်ပါတယ်။သူတို့ကိုဥရောပရဲ့နေရာအမျိုးမျိုးမှာရှင်သန်ကျဆားနေတာမြင်တွေ့ရနိုင်တယ်လို့မြောက်ဘက်အနောက်ဘက်ဥရောပအရှေ့ဘက်ခြမ်းနဲ့ Scandinavia ဒေသတွေအထိပြန့်ပွားနေတာလည်းဖြစ်ပါတယ်။ သူတို့ရဲ့ညှိယူနိုင်စွမ်းကလည်းအမျိုးမျိုးသောပတ်ဝန်းကျင်တွေမှာရှင်သန်နိုင်အောင်အထောက်အကူပေးပြီးကံယူရန်ဒေတာတွေနဲ့မျိုးပြနေရာတွေအထိရှင်းသန်ကျဆားနိုင်ပါတယ်။သူတို့ရဲ့အဖြူရောင်နဲ့မိခိုးရောင်အမွှေးတောင်တွေကြောင့်လည်းတခြားငှက်တွေကြားထင်ရှားနေသလိုအဲ့ဒီငှက်တွေဟာငါးရီ၊ပဇွန်တွေ၊ကမာတို့လိုအခွန်မှရည်နေတတ္တဝါလေးတွေနဲ့အပင်တွေကိုအတီးကထားစားတော့ပါတယ်။ သူတို့ဟာကျွမ်းကျင်တဲ့အလစ်တုပ်သမားတွေဖြစ်နေကြပြီးလူသားတွေရဲ့ပြုမှုလှုပ်ရှားပုံတွေနဲ့ပတ်သက်လို့ကောင်းစွာညှိယူနိုင်စွမ်းရှိပါတယ်။သူတို့ရဲ့လူသားစီကအစားအစာတွေအလစ်တုပ်တဲ့ဗီဒီယိုတွေကလည်းမကြာခဏမြင်တွေ့ရလိမ့်ရှိပြီးအထူးသဖြင့်ပြောပွဲစာထွက်လာသူတွေစီကအလစ်တုပ်တက်ကြလိမ့်ရှိပါတယ်။သူတို့ရဲ့အခွင့်အရေးမြင့်တက်တဲ့သဘာဝကြောင့်တတိမထားမိတဲ့သူတွေစီကအစားအစာခိုးယူနိုင်စွမ်းနေပါရှိပါတယ်။သူတို့ကိုအန္တရာယ်များတဲ့တရဝဖြစ်လာစေတဲ့နောက်ထပ်အရာတစ်ခုကတော့သူတို့ဟာသဘာဝအတိုင်းငါဖမ်းဖို့စွန့်ရင်ထုတ်သုံးရမှာထက်အစားအစာတွေအစင်းသင်းရှိတဲ့မြို့ပြနေရာတွေမှာ သူတို့ရဲ့စွမ်းအင်တွေကိုတုံးဆွဲနေကြတာဖြစ်ပါတယ်။လူသားတွေကသူတို့ကိုအစာမကျွေးခြင်းနဲ့အခြေအနေတွေမှာလဲသူတို့ကစားစရာစားဖို့အတွက်ရန်လိုတဲ့အပြုမှုတွေပြုလုပ်တတ်ပါတယ်။အထူးသဖြင့်ဒီငှက်တွေဟာခိုးတွေကိုတိုက်ခိုက်တပ်ဖြတ်တာမျိုးတွေပြုလုပ်လို့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ခိုးတွေဟာသူတို့ရဲ့အစာရင်းမြစ်အတွက်ပြိုင်ဘက်တွေလိုယူဆထားတာကြောင့်ပါ။ဒီဥရောပဇင်းအောင်ငတ်တွေဟာမြို့ပြတွေမှာလည်းရှင်းတန်းကျဆားနေတပါးတယ်။တဘာဝအခြေအနေမှာရောလူသားတွေဖန်တီးထားတဲ့ပတ်ဝန်းကျင်မှာပါအလိုက်တင်လေးလိုက်ပါစီးမျောနိုင်စွာရှိပါတယ်။ဒါဟာအမြဲလိုလိုပြောင်းလဲနေတတ်တဲ့ကဘာကြီးမှာ သူတို့ရဲ့ညှိယူနိုင်စွမ်းနဲ့အစာရှာဖွေရမှာပါနေခြင်းတို့ကဘလောက်ထိထက်မြက်တယ်လဲဆိုတာပေါ်ပြနေတာပဲဖြစ်ပါရဲ့နှင်းစည်းကွက်ကဲနှင်းစည်းကွက်လို့ခေါ်ရအောင်ဒီစည်းကွက်ရဲ့အမွှေးတောင်တွေဟာဆွတ်ဆွတ်ဖြူနေပြီးဒီငှက်တွေဟာသူတို့ရဲ့အရွယ်အစားနဲ့အမဲလိုက်ဆွဲရင်ကြောင့်နမဲကြောကြပါရဲ့ပုံမှန်အဖြစ်တော့ဒီနှင်းစည်းကွက်တွေဟာအခြေအနေအလိုက်ရှုံတွေငါးရီငှက်တွေနဲ့ကြွက်ကလေးတွေကိုအမဲလိုက်စားတောက်တတ်ပါရဲ့ သူတို့ကိုပုံမှန်အဖြစ်အာတိတ်ဒေတာတွေနဲ့အထူးအဖြစ်ကနေဒါတို့မှာစောင်းရသည့်အတွင်းတွေ့ရလေရှိပြီးအစာရှာဖို့အတွက်တောင်မတ်ချမ်းကိုကူးလာလေရှိပါသည်။ရန်ဖန်ရန်ကားနှင်းစည်းကွက်တွေကိုသူတို့ရဲ့နေရက်နဲ့ဝေးကွာတဲ့ Florida လိုနေရာမျိုးတွေမှာမြင်တွေ့ရတပြီးအစာအစာပြက်လက်ချင်းတွေအပြင်ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေကြောင့်လည်းသူတို့ကိုမြင်ရခဲ့တယ်လို့သူတို့ရဲ့ပြန်မြတက်တန်းကတော့၁၀နှစ်ဝန်းကျင်ရှိတယ်ပါသည်။သူတို့ကလည်းပဲအေးခဲတဲ့ဒေတာတွေရဲ့ပြင်းထန်တဲ့အခြေအနေတွေမှာအသက်ရှင်တန်တိုင်းအောင်ထိန်းကြီးနိုင်စွမ်းရှိပြီးတခါတလေမှသူတို့ကလည်းရန်လိုမှုပြသတတ်ပါသည်။ အထူးသဖြင့်သူတို့ရဲ့တားပေါက်ယာတီမှာနှင်းစည်းကွက်တွေဟာလူသားတွေရဲ့အစာအသောက်တွေနဲ့ပတ်သက်လို့ပြဿနာဖြစ်တယ်လို့ရှိပါတယ်။သူတို့နဲ့ပရိပခဖြစ်တာကိုရှောင်ရှားနိုင်ဖို့အတွက်အကောင်ဆုံးနည်းလမ်းကတော့ဒီငှက်တွေကိုအစာသွားမကျွေးမိစေဖို့နဲ့ bird call လို့ခေါ်တဲ့ electronic ကိရိယာတွေကိုအသုံးပြုရင်သူတို့ကိုမျှခေါ်နေတာတွေကိုရှောင်ရှားမှာဖြစ်ပါတယ်။ လက်တလောရှာသည့်ဥရုပြောင်းလဲမှုတွေကနှင်းစည်းကွက်ရဲ့အကောင်ရည်အချိုးအစကိုတက်ရောက်မှုရှိနေပြီးမိုးရေချိန်မြင့်မားလာခြင်းနဲ့ရေခဲပြင်အလှော်တွေပါလွှာခြင်းကလည်းသူတို့ရဲ့ရှင်သန်မှုနဲ့အစားအစာရင်းမြစ်ရရှိနိုင်မှုကိုထိခိုက်စေခဲ့ပါရည်။ဒါကြောင့်မဲနောက်ပိုင်းနှစ်တွေမှာနှင်းစည်းကွက်တွေရဲ့အရေးအတွက်ဟာတစားတစားကျဆင်းလာပါရည်။ဒါကပအဝင်းချိန်ပြောင်းလဲမှုနဲ့ရှင်သန်ဖို့အတွက်တီးတန့်ခေယစနစ်တစ်ခုသာမိခိုးနိုင်ကြတဲ့မျိုးစိတ်တွေခြားကရှုပ်ထွေးတဲ့ဆက်နွယ်မှုကိုမိမောင်းထိုးပြနေတယ်လို့ဆိုနိုင်ပါရည်။ Harris သိန်းငှက် ကဲဒီတိုင်းငတ်တွေကတော့တို့ရဲ့ညဉ့်ညံသွေးနဲ့ပူပေါင်းလှုပ်ဆောင်တဲ့အမဲလိုက်တဲ့စွမ်းရည်ကြောင့်လူတီများပြီးငှက်လောကမှာတော့တို့ဟာအထင်ရှားဆုံးမျိုးစိတ်တွေလည်းဖြစ်ပါတယ်။များသောအားဖြင့်တခြားတိုင်းငတ်တွေဟာတကူတော့အမဲလိုက်ကြပေမဲ့ Harris တိုင်းငတ်တွေကတော့အုပ်စုဖွဲ့အမဲလိုက်တက်ပြီးတခါတလေမှာတော့ကိုးကောင်အထိရှိပါတယ်။ဒီအုပ်စုဖွဲ့လှုပ်ဆောင်မှုဟာတို့အတွက်သားကောင်တွေဖမ်းယူရမှာပုံမလွယ်ကူစေပြီးတင်းငယ်တဲ့ငှက်ကလေးတွေကနေ노တိုက်တက်တော်ရတဲ့အထိပိုင်နိုင်စွာဖမ်းဆီးနိုင်စေမှာဖြစ်ပါတယ်။ တကယ်လို့တိုင်းငတ်ကောင်ကစတင်အမဲလိုက်နေပြီဆိုတာနဲ့တခြားသောတိုင်းငတ်တွေကလည်းကုညီဖန်းစည်းဖို့နေရာအသီးသီးကအသင့်ဆောင်းဆိုင်နေပြီဒီလိုစူပေါင်းဖန်းစည်းမှုကြောင့်သူတို့ဟာအမဲလိုက်ရမှာနမဲကြောကြပါရယ်သူတို့ကိုထူးခြားစေတဲ့နောက်ထပ်တစ်ခုကတော့သူတို့ရဲ့အန်ဒီရဲ့အပေါ်တုံ့ပြန်ဖြေရှင်းမှုဖြစ်ပြီး Harris တိုင်းငတ်တွေဟာထွက်ပြေးဖို့ထပ်အန်ဒီရဲ့ကိုစူပေါင်းရင်ဆိုင်တက်လို့ရှိပါရယ်ဒီလိုမျိုးစူဖွဲ့ဆောင်ရွက်တတ်မှုဟာသူတို့ရဲ့ငြိမ်ညံသွေးနဲ့လည်းတက်ဆိုင်နေပြီဒါကြောင့်လည်းသူတို့ဟာတည်ယူနိုင်စွာမှာမြင်မာနေကြတာပါ လူသားတွေကလည်းသူတို့ကိုအမဲလိုက်ရမှာအတုံးပြုတ်ဖို့အတွက်လေ့ကျင့်သင်ကြားပေးတာမျိုးတွေလည်းရှိပါတယ်။နောက်တစ်ခုကတော့သူတို့ဟာတန်မှန်းလို့ထင်ရပေမဲ့သူတို့ရဲ့အင်အားဟာအဖွဲလိုက်လုံဆောင်နိုင်စွမ်းပေါ်မူတည်ပြီးအဲ့ဒါကပဲငှက်တွေကြမှာသူတို့ဟာခံညာလောက်စရာအရှိန်အဝါမျိုးပိုင်ဆိုင်ထားစီတာဖြစ်ပါတယ်။ရွှေရောင်လင်းယုံကဲရွှေရောင်လင်းယုံတွေကတော့အတော်လေးလှပတယ်လို့အထင်ကြီးစရာကောင်းတဲ့ငှက်တွေလို့ဆိုနိုင်ပါတယ်။သူတို့ကိုဥကောင်းအနောက်ဖက်နဲ့လေဘင်းကထူကြတဲ့ရွှေညိုရောင်အမွှေးအတောင်တွေကြောင့်လည်းလူသိများပြီး သူတို့ဟာလှပကြောရှင်းတယ်လို့ရက်ဆက်ကြမ်းကြုတ်သူတွေလို့လည်းဆိုနိုင်ပါ रे သူတို့ရဲ့တောင်ပံအလျားဟာနှစ်သက်မှ3မီတာအထိရောက်နိုင်တာကြောင့်ဝေဟီမာလေးအသားစီးရာယူနိုင်စွမ်းရှိပြီးမြောက်အမေရိကကနေဥရေရှားဒေသတွေအထိကျယ်ပြန့်စွာမြင်တွေ့နိုင်မှာဖြစ်ပါ रे ဒါတွေမကသေးပဲမြောက်အာဖရိကနဲ့တချို့နေရာတွေမှာမြင်တွေ့နိုင်သေးပြီး Golden Eagle လို့နာမည်ရတဲ့တီးငှက်တွေဟာတောင်နှမ်းတွေတဲကန္နာရတွေနဲ့မြက်ခင်းမြင်လိုမျိုးမတူညီကွဲပြားတဲ့နေရာပေါင်းစုံမှာရှင်သန်နိုင်စွမ်းရှိကြပါ रे တို့ကိုထူးခြားတဲ့မုတ်ဆိုးတွေလိုလဲစိုးနိုင်တာကတော့ဒီငတ်တွေဟာပုံမှန်အခြေအနေမှာနှုတ်တိုက်တတဝါတွေဖြစ်ကြတယ်။ယုံရှင်းတဲ့တခြားအကောင်ငယ်လေးတွေကိုအမဲလိုက်ပေးမယ်။တချို့သောဖြစ်ရက်တွေမှာတော့တို့ဟာတားကောင်ကြီးတွေကိုပါဖန်စီအမဲလိုက်တက်လေရှိပြီးတမင်လိုတတဝါမျိုးတွေတောင်ပါဝင်နေတတ်တာဖြစ်ပါတယ်။တို့ရဲ့တံမာလာတဲ့ခြေတဲ့လက်သေးတွေဟာလဲကုတ်တယ်မှုအကောင်လာတာကြောင့်တံမာငှက်တွေမရှင်ပြန်ရဲတဲ့တားရွက်တွေဖြစ်လာစေပြီးတို့ဟာလူသားတွေကိုတော့ရှောင်ရှားတက်လေရှိပါတယ်။တို့ရဲ့အတိုက်တွေကိုလည်းတင်းတင်းကြပ်ကြပ်ကာဝယ်ပေးထားကြပြီး တကယ်လို့သာသူတို့ကိုသွားနောက်ရှက်မိမယ်ဆိုရင်တော့သူတို့ရဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုကိုမလွဲမသွေကြုံတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီ Golden Eagle တွေဟာလူသားတွေနဲ့ပြဿနာဖြစ်တာမျိုးရှားပြတ်တက်ပြီးများသောအားဖြင့်တရီးနဲ့နေထိုင်သွားလာတဲ့တတဝါတွေပါ။ Golden Eagle တွေဟာသူတို့ရဲ့အမဲလိုက်စွမ်းရည်နဲ့မင်းမှုတက်တဲ့ဇေယျကြောင့်တခြားသောတတဝါအများစုကလည်းထိတ်လန့်တယ်လို့ယဉ်ကျေးမှုအများစုမှာတော့သူတို့ကိုဂုံယူဝင်ကြွားမှုနဲ့ခွန်အားရဲ့ပြည့်ရုပ်အဖြစ်လက်ခံထားကြတာဖြစ်ပါတယ်။အမင်းဤသိမ့်ငှက် ဒီအမီးနီတိုင်းငတ်တွေကိုကောင်းကင်အရှင်သခင်တွေလို့တင်စားတတ်သေးပြီးသူတို့ကိုမြောက်အမေရိကမှာအများဆုံးတွေ့ရပါတယ်။သူတို့ရဲ့ဝိုင်းဝန်းနဲ့တောင်ပံပုံစံနဲ့ထင်ရှားတဲ့အုတ်ခဲရောင်အမီးကြောင့်သူတို့ကလည်းထူးခြားတဲ့တားရဲတွေဖြစ်ပါတယ်။ဒီတိုင်းငတ်တွေကလည်းပုံမှန်အဖြစ်ကိုက်ဖြတ်တဲ့တတဝငယ်လူတွေ၊နိုတိုက်တတဝငယ်လူတွေနဲ့ငတ်တချို့ကိုအမဲလိုက်နိုင်တာကြောင့်တီးနှံဖြက်စီးခံရမယ့်အခြေအနေကိုထိန်းချုပ်ရမှာအထောက်အကူဖြစ်လာပါတယ်။ ချော်များလာတဲ့လက်သေးခြေသေးတွေနဲ့အားကောင်းလာတဲ့ကောက်ယူနိုင်စွမ်းကြောင့်အမီနီတိမ်ငက်တွေဟာတားကောင်တွေကိုအံအောပွဲရအမြန်တုံးနဲ့ဖမ်းဆီးသေးယူနိုင်ပြီးသူတို့ရဲ့လက်ကနေပြန်လွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါသူတို့ရဲ့အံအောပွဲရအမြန်တုံးကြောင့်တားကောင်တွေကိုလဲထဲမှာတင်ပြန်တန်ရင်ဖမ်းဆီးသွားတာမျိုးရှိတတ်ပါရင်သူတို့ကလည်းများသောအားဖြင့်လူသားတွေကိုအန်ဒီရမပေးတတ်ကြပေမဲ့တားပေါက်ရာသီမှာတော့အတိုက်တွေကိုအထူးကာကွယ်တတ်တယ်လို့အကောင်ပေါက်လေးတွေအတွက်အန်ဒီရရှိလာရင်တော့ကျူးကျော်သူတွေကိုအပြင်းထန်ဝင်ရောက်တိုက်ခိုက်ပါတယ် ဒါကြောင့်သူတို့ရဲ့အတိုက်ရှိရာနေရာတွေကိုအထူးသတိထားသွားလာဖို့လိုအပ်ပြီးတားပေါက်ရာသီတွေမှာပြဿနာမဖြစ်ဖို့ပုံမှုသတိပြုရမှာဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့သူတို့ဟာတဘာဝတရားရဲ့ဟန်းချက်ကိုထိန်းကြီးရမှာအတော်လေးအရေးပါပဲ။အနီးအနားမှာသူတို့ရဲ့အတိုက်ရှိမယ်ဆိုရင်တော့လူသားတွေအနေနဲ့သတိထားနေထိုင်ရမှာဖြစ်ပါတယ်။ကဲဆက်လက်ပြီးငှက်တွေအကြောင်းပြောရင်ဒီပုံတွေကတတ္တဝါကိုတော့တိမ့်ငှက်လူသားလို့ခေါ်ဆိုနေပြီးအွယ်အစားကလည်းအရန်ကြီးပါတယ်။ ဒါပေမဲ့ဒီငတ်နှကောင်ကတော့တခြားငတ်တွေထက်အစမတန်ကြီးနေတာဖြစ်ပြီးသင်တို့အခုမြင်တွေ့နေရတဲ့သူတို့ဘေးကအရာဟာတခြားမဟုတ်ပဲလူသားတွေဖြစ်ပါတယ်ဒီတတဝါနှကောင်ဟာပျော်ဝဲစားထွက်လာတဲ့လူအုပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအမေရိကန်ရဲ့တောတခုမှာအခုလိုတိုက်ခိုက်မှုကြုံတွေ့ရပြီးတဲ့နောက်လူတွေလည်းထိတ်လန့်ကုန်ကြပါတယ်ဒါကြောင့်ပဲဒေသခံအာဏာပိုင်တွေကတော့ဒီနေရာကိုလူသွားအလာကန့်တက်လိုက်ပါတယ်တလိမ့်ဆန်တွေနဲ့ပတ်သက်လို့စိတ်ဝင်စားသူ professional တချို့ကတော့ဒီတတဝါတွေကိုခြေရာခံဖမ်းဆီးဖို့စူးစမ်းနေပြီးမြဲအခုထိတော့အရာမရောက်သေးပါဘူး ကဲဒီတော့တင်းလို့ရဒီတရဝါရီနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိလဲဗျပရိသတ်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းခေါမမှာပေါအောင်ဆွေးနွေးပြီးသွားလိုက်ပါဟုတ်ကဲ့ပါကျွန်တော်အခုတင်ဆက်ပေးခဲ့တာတွေကတော့ကဘာပေါ်က NAA အများဆုံးငှက်တွေတွေကတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါအခုတင်ဆက်ပေးတဲ့ငှက်တွေထဲမှာဘယ်တစ်ခုကပြည်သူတို့အတွက်ထူးခြားစေဆုံးနဲ့အကြိုက်နှစ်သက်ဆုံးလဲဆိုတာကိုလည်းခေါမမှာပါဝင်ဆွေးနွေးပြီးသွားလိုက်ပါအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ